ာပါရှင်။ကျမကမ်ပိန်းလေးတစ်ခုနဲ့လာရောက်ပြီးတော့မိတ်ဆက်ပေးမှာပါတယ်ရှင်။ဒီကမ်ပိန်းလေးကဘာလဲဆိုတော့ Green Unicorn Campaign လေးဖြစ်ပါတယ်ရှင်။ဒီ Campaign လေးကကြတော့ကျမတို့ Facebook တုံးတဲ့အခါ post တင်တဲ့အခါ site ရေးတဲ့အခါမှာကျမတို့ကရင်စာတွေကမမှန်ကန်ဘူးပေါ့နော်မမှန်ကန်တဲ့အတွက်ကြောင့်ဒီကျမတို့ Facebook တုံးတဲ့အခါမှာ site ရေးတဲ့အခါမှာ ဒီစကလုံးတဲ့မေကန်ဖို့အတွက်ဖေဖို့ယုံကိုတွားပြီးတော့ကျမတို့ကရင်ပညာရှင်တွေကတွားရပြီးတော့တောင်းဆိုတာဖြစ်ပါလေရှင်အရောက်တသိန်းလောက်လည်းမှတ်တူပေးရမှာဖြစ်ပါလေရှင်အဲ့အတွက်ကြောင့်ကျမတို့ကမ်ပိန်းဒီကမ်ပိန်းတွေကိုပါဝင်အပြည့်ပေးကြပါလို့ကျမ မေတ္တာရက်ခံချင်ပါလေရှင်ပြီးတော့ဒီကမ်ပိန်းလေးကအခုပါဝင်တဲ့သူတွေက1000ကျော်ရှိနေပြီပေါ့နော်ကြံတဲ့အများပြားကြံသေးတယ်ပေါ့နော်အဲ့အတွက်ကြောင့် ကျမတို့ကင်မူတာအားလို့ဒီကံပေးလေးကိုပါဝင်ပေးကြပါနောက်တစ်ခုကျမတို့ကင်လူမျိုးကင်တန်းသားတွေကိုအာချစ်ခင်ပေးကြတဲ့တခြားတိုင်းသားမမများအားလို့ဒီကံပေးလေးကိုပါဝင်ပေးကြပါလို့ကျမတောင်းဆိုချင်ပါတယ်ရှင်မေတ္တာရက်ခံချင်ပါတယ်ရှင်အဲဒီကံမေးလေးကိုပါဝင်ဖို့အတွက်လက်မှတ်ထိုးပေးဖို့အတွက်ကျွန်မအောက်မှာ link ချထားပေးပါမယ်ရှင်ဒီကံမေးလေးကို အားလုံးအားလုံးအရောက်တသိန်းဖြစ်အောင်လက်မှတ်ထိုးပေးပြီးတော့ပါဝင်ပေးကြပါလို့ကျွန်မတောင်းဆိုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ရှင်နေချင်းနေကြပါစေရှင်။ Facebook ပေါ်မှာကရင်စာအမှန်ပေါ်ဖို့လက်မှတ်ထိုးပေးရမယ့် campaign လေးအဆင့်6ဆင့်ကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။အဆင့်1ပေးထားတဲ့ link ကိုနှိပ်ပေးပါရှင်။အဆင့်2 ်ဘာသာစကားရွေးချယ်ဖို့အောက်ကိုဆွချပေးပါဒီဆရာကွက်လေးကိုနှိပ်ပေးပါပြီးရင် United States ကိုရွေးချယ်ပေးပါရှင်အဆင့်3ဒီအနင်ကွက်လေး sign petition ကိုနှိပ်ပေးပါရှင်အဆင့်4ဒီဆိုင်မျက်နှာမှာကိုယ့်ရဲ့အမည် email လိပ်စာနေထိုင်တဲ့မြို့သို့မဟုတ်နိုင်ငံကိုဖြည့်ဆွဲ့ပေးရမှာဖြစ်ပါတယ်ရှင် အဆင့်၅ဒီအနင်ကွက်လေး sign petition ကိုနှိပ်ပေးပါရှင်အဆင့်၆ဒီဆိုင်မျက်နှာကိုရောက်သွားမှာဖြစ်ပါတယ်ရှင်ဒီဆိုင်မျက်နှာမှာကြတော့အနင်ကွက်လေးကိုမနှိပ်ပါနဲ့ no i will say instead ကိုနှိပ်ပေးပါရှင်အခုလို့ဆိုရင်တော့ကျမတို့လက်မှတ်ထိုးခြင်းအစဉ်စဉ်လုပ်ငန်းစဉ်အောင်မြင်ပြီးဆုံးသွားပါပြီရှင်။ပါဝင်ပေးတဲ့အတွေ့အထူးကျေးဇူးတင်ပါတယ်ရှင်။